American အခွန်အရတရုတ်နိုင်ငံရဲ့ထုတ်လုပ်မှုလုပ်ငန်းကိုပြင်းထန်စွာထိခိုက်စေခဲ့ပြီးဖြစ်ပေမဲ့အခုတော့ဥရောပသမဂ္ဂ EU ကလည်းထက်လောင်းအစီအမံအနေနဲ့ဝင်ရောက်လာပါတယ်။ April 28ရက်နေ့မှာ EU ကတရုတ်နိုင်ငံကတင်သွင်းတဲ့မိုဘိုင်းဝင်ရောက်သုံးစွဲမှုပစ္စည်းတွေ Mobile Access Equipment MAE အပေါ်66.8%အထိ အခွန်ချမှတ်မယ်လို့ကြေညာခဲ့ပါတယ်။ ဥရောပကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုအရတရုတ်ထုတ်လုပ်သူတွေဟာမမျှတာတဲ့ထောက်ပံ့မှုတွေကနေအကျိုးမြတ်ရရှိပြီး EU ဈေးကွက်မှာဈေးနှုန်းတွေကိုလျှော့ယောင်းနိုင်ခဲ့တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဒီဇင်းုံပြူဟာကြောင့်တရုတ်နိုင်ငံရဲ့ MAE ဈေးကွက်ဝေစုဟာဆိုရင်တော့2020ခုနှစ်အော်တိုဘာလက29ရာခိုင်နှုန်းကနေ2022ခုနှစ်အော်တိုဘာလမှာ47ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီးထုတ်ကုန်တွေရဲ့ဈေးနှုန်းက EU ပြိုင်ဘက်တွေထက်20ရာခိုင်နှုန်းလောက်တက်တာခဲ့ပါတယ် MAE ဆိုတာကအလုံသမားတွေကိုမြန်မာနိုင်ငံရေးစီပို့ဆောင်ပေးဖို့အသုံးပြုတဲ့ပစ္စည်းဖြစ်ပြီးတော့ အဓိကအားဖြင့်စောက်လို့ရင်းနဲ့ဆက်သွယ်ရေးလုပ်ငန်းတွေမှာအသုံးပြုပါတယ်။ EU မှာ MAE ဈေးကွက်ဟာတစ်နှစ်ကိုယူရို1ဘီလီယံကျော်တန်ဖိုးရှိပါတယ်။ဥရောပကော်မရှင်ရဲ့ထုတ်ပြန်ချက်တစ်ခုမှာဧပြီလ25ရက်နေ့ကနေစပြီး9.3ရာခိုင်နှုန်းကနေ14.2ရာခိုင်နှုန်းအထိစန့်ကျင်ထောက်ပံ့မှုအခွန်တွေစတင်ချမှတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါရီယာ2025ခုနှစ်ဇန်နဝါရီလမှာချမှတ်ခဲ့တဲ့ စန့်ကျင်ဖောက်ထွင်းရောင်းချမှုအခွန်အနေနဲ့ပေါင်းစပ်လိုက်တဲ့အခါဒီထုတ်ကုန်တွေအပေါ်စုစုပေါင်းအခွန်ဟာ20.6ရာခိုင်နှုန်းကနေ66.9ရာခိုင်နှုန်းအထိဖြစ်လာပါတယ်။ကော်မရှင်ရဲ့စန့်ကျင်ထောက်ပံ့မှုလုံဆောင်ချက်တွေဆိုင်ရာစုံစမ်းစစ်ဆေးမှုမှာတရုတ်နိုင်ငံရဲ့မမျှတာတဲ့ထောက်ပံ့မှုတွေထဲမှာဈေးကတန်ဖိုးအောက်မှာမြေယာအသုံးပြုမှုအခွင့်ရေးတွေဦးစားပေးပန္နာရေးထောက်ပံ့မှုတွေနဲ့အခွန်ကင်းလွတ်ခွင့်တွေပါဝင်ပြီးတော့ EU စက်မှုလုပ်ငန်းတွေရှင်ပြိုင်ဖို့ခက်ခဲစေရလို့ထောက်ပြထားပါတယ်။ MAE အတွက်ဝယ်လိုအားသိတာစွာ မြင့်တက်လာပေမဲ့ EU စက်မှုလုပ်ငန်းတွေဟာဈေးကွက်ဝေစု သိတာထင်ရှားတဲ့ဆုံးရှုံးမှုတွေကိုခံစားခဲ့ရပါတယ်။ဒီအခွန်အစည်းအမံဟာဒီနိုင်ငံရဲ့စောက်လို့ရေးဆက်ရန်ရာထုတ်လုပ်သူတွေကိုပြင်းထန်စွာ ထိခိုက်စေခဲ့ပါတယ်။ဒီထဲမှာထိခိုက်မှုအများဆုံးခံစားရတာက ဆိုင်နိုရဘွန်ဖြစ်ပြီးတော့ဒီထိတ်တန်းထုတ်လုပ်သူက66.9ရာခိုင်နှုန်းအထိအခွန်နဲ့ရင်ဆိုင်နေရပါတယ်။ Zoom Lion နဲ့ Zojun Dejel Mentionary တို့ရဲ့ထိခိုက်ကန်စားခဲ့ရပြီးတော့ Dingley ကတော့2019ခုနှစ် American ရဲ့စန့်ကျင်ဖောက်ထွင်းရောင်းချမှုစုံစမ်းစစ်ဆေးမှုကနေအထွေထွေစုဆောင်းထားတာကြောင့်20.6ရာခိုင်နှုန်းနဲ့အနိုင်ဆုံးအခွန်ကိုရင်ဆိုင်နေရပါတယ်။ 2021ခုနှစ်မတ်လမှာ American ပြည်တော်စုစီးပွားရေးဌာနကတရုတ်နိုင်ငံကတင်သွင်းတဲ့ mobile မြင့်တင် platform တွေနဲ့၎င်းတို့ရဲ့အစိပ်ပိုင်းတွေနဲ့ပတ်သက်ပြီးအလားတူစုံစမ်းစစ်ဆေးမှုတစ်ခုကိုစတင်ခဲ့ပြီးတော့၎င်းကမြန်မာရဲ့အခွန်အရေးဖြစ်ပေါ်စေခဲ့ပါတယ်။ ဇိုဂျွန်ဒင်ဂလီယာစုံစမ်းစစ်ဆေးမှုခံရတဲ့အဓိကကုမ္ပဏီတွေကတခုဖြစ်ပြီးတော့2022ခုနှစ်ဖေဖော်ဝါရီလမှာ American ပြည်တော်စုကစန့်ကျင်ဖောက်ထွင်းရောင်းချမှုအခွန်37.5ရာခိုင်နှုန်းနဲ့စန့်ကျင်ထောက်ပံ့မှုအခွန်12ရာခိုင်နှုန်းစုစုပေါင်း43.5ရာခိုင်နှုန်းကိုချမှတ်ခဲ့ပါတယ်။ဒါကြောင့်ဒင်ဂလီရဲ့စတော့ဈေးကရွှေ140ကနေရွှေ30ဝန်းကျင်အထိ သိသာစွာထိုးချသွားခဲ့ရလို့တရုတ်မီဒီယာသတင်းတွေက ဖော်ပြထားပါတယ်။ဒင်ဂလီယာ EU မှာ20.600ခန်းလုံးအခွန်နဲ့ထိခိုက်ခံစားရပေမဲ့ပို့ဆောင်ရင်းနဲ့အတိမပြုလက်မှတ်ကုန်ကြစည်တွေပေါင်းစပ်လိုက်တဲ့အခါထုတ်ကုန်တွေကပြင်သစ်ထုတ်ကုန်တွေထက်30%ခန်းလုံးလောက်ပိုစီးကြီးလာနိုင်ပြီးဒါက order တွေဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီအခွန်က EU ရဲ့တရုတ်နိုင်ငံရဲ့မမျှတာတဲ့ထောက်ပံ့မှုတွေနဲ့ ဖောက်ထွင်းရောင်းချမှုလုံဆောင်ချက်တွေကိုတိုက်ဖြတ်ဖို့ပုံမကျေပြတဲ့ view ဟာရဲ့တစိ့တစ်ပိုင်းဖြစ်ပြီးတော့ဒေတာတွင်ထုတ်လုပ်သူတွေကိုကာကွယ်ပေးပြီးတော့မျှတာတဲ့ပြိုင်ဆိုင်မှုကိုပြန်လည်ထူထောင်ဖို့ရည်ရွယ်ပါတယ်ဒီမတိုင်ခင်ကတနည်းကြောကြာစုံစမ်းစစ်ဆေးမှုတွေပြီးတဲ့နောက် EU ကတရုတ်လျက်စစ်ကားတွေအပေါ်ငါးနှစ်ကြာစန့်ကျင်ထောက်ပံ့မှုအခွန်အရေးချမှတ်ခဲ့ပြီးတော့ဒါကိုလွန်ခဲ့တဲ့နှစ်အောက်တိုဘာလမှာဆောင်ရွက်ခဲ့ရလဲဖြစ်ပါတယ်အခုဆိုရင် EU က truck ကားတာယာတွေကနေမီးပူပုပ်ပြားတွေအထိစက်မှုလုပ်ငန်းအမျိုးမျိုးပါဝင်တဲ့တရုတ်ထုတ်ကုန်ပေါင်း80နီးပါးအပေါ်စန့်ကျင်ဖောက်ထွင်းရောင်းချမှုသို့မဟုတ်စန့်ကျင်ထောက်ခံမှုအခွန်တွေချမှတ်ထားတာလည်းဖြစ်ပါရင် American Thermal Trend ကတရုတ်ကုန်စည်တွေအပေါ်မှာထက်လောင်းအခွန်တွေကျညာပြီးတဲ့နောက်ဒေါ်လာ440ဘီလီယံတန်ဖိုးရှိတရုတ်ဖို့ကုန်တွေကိုဘယ်မှာသွားမလဲဆိုတော့ ပြဿနာတစ်ခုပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ဒီလိုဘယ်တနိုင်ငံနဲ့ဓာမမဟုတ်နိုင်ငံတစုကဒီထုတ်ကုန်တွေကိုအပြည့်အဝဆုံးယူနိုင်မှာမဟုတ်သလိုဘယ်နဲ့ဆိုရမှလည်းပြည်ရင်းစက်မှုလုပ်ငန်းတွေနဲ့အလုပ်အကိုင်တွေကိုဆုံးလုပ်ပြီးတော့ဈေးသက်သာတဲ့တရုတ်ကုန်စည်တွေနဲ့လဲလှယ်ဖို့ဆန္ဒမရှိပါဘူး။ဒီလိုလက်ရှိမှာကမ္ဘာဒုတိယအကြီးဆုံးစားသုံးသူဈေးကွက်ဖြစ်တဲ့ဥရောပက တရုတ်ပို့ကုန်တွေအတွက်ဦးစားပေးပြင်မှတ်တစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ EU ဟာတရုတ်ကုန်စည်ပို့ရှံမှုတွေဖြစ်ပေါ်လာနိုင်ခြေကိုကာကွယ်ဖို့ကြိုတင်အစီအမံတွေယူထားပြီးဖြစ်ပါတယ်။ဧပြီလအစောပိုင်းမှာ Financial Times နဲ့ Interview တစ်ခုမှာ Europa Commission ဥက္ကဋ္ဌ Ursula von der Leyen ကဥရောပအနေနဲ့ American အခွန်အရေးကြလမ်းကြောင်းပြောင်းလာတဲ့တရုတ်ကုန်စည်တွေကိုတိကျမှာမဟုတ်ဘူးလို့အလေးပေးပြောကြားခဲ့ပါတယ်။ ။ဒါမှအကယ်လို့တရုတ်နိုင်ငံကကျင်သွင်းမှုတွေတိုးလာတာကိုစောင့်ကြည့်မှုရန်ရာသက်တွေကသိရှိခဲ့ရင် EU နေနဲ့အခအကွက်အစီအမံတွေစောင့်ရွက်မယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ EU အရာရှိတွေကလည်းဥရောပကော်မရှင်ဟာတရုတ်ပို့ကုန်တွေရုတ်တရက်မြင့်တက်လာမှုကိုဖြေရှင်းဖို့အရေးပေါ်အခွန်အသစ်တွေပြင်ဆင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါအပြင်တင်သွင်းမှုစီးဆင်းမှုတွေအားစောင့်ကြည့်မှုကိုလည်းအားဖြည့်ထားပါတယ်။ ဧပြီလ12ရက်နေ့မှာ ပြင်သစ်ဗန်နာယီဝင်ကြီးအရစ်လွန်ဘာ့ကလက်ရှိအမေရိကန်တရုတ်ကုန်သွယ်ရေးတင်မာမှုတွေကြောင့်တရုတ်ကုန်စီတွေကိုဥရောပဈေးကွက်ထဲစီးဝင်လာနိုင်တဲ့အန်တရာယ်ရှိရလို့သတိပေးခဲ့ပါတယ်။လွန်ဘာ့ကတရုတ်နိုင်ငံအနေနဲ့၎င်းရဲ့ပို့ကုန်ဥတီချက်ကိုဥရောပစီပြောင်းလဲဖို့စူးစမ်းနိုင်တယ်လို့အလေးပေးပြောကြားခဲ့ပြီးတော့ပေါထွင်းရောင်းချမှုပုံစံနဲ့တရုတ်ထုတ်ကုန်တွေစီးဝင်လာမှုကိုဥရောပအနေနဲ့ပြပြသားသားခုခံဖို့တိုက်တွန်းခဲ့ပါတယ်။ ဒီလိုအစုလိုက်အများကြီးကုန်စည်တွေအပေါ်အခွင့်ချမှတ်တာအပြင်ဥရောပဟာအမေရိကန်ပြည်ထောင်စုလိုပဲဒီဥနိုင်ငံက အသေးစား package တွေရုပ်တရက်မြင့်တက်လာမှုကိုစန့်ကျင်တဲ့လှုပ်ဆောင်ချက်တွေစတင်လှုပ်ဆောင်တော့မှာဖြစ်ပါတယ်။လူသိများတဲ့အတိုင်းရှင်းနဲ့ချင်းမြင့်လို့ဒီဥနိုင်ငံဖြစ်သော economic platform တွေကအသေးစား package အခွန်ကင်းလွတ်မှုမူဝါဒတွေကိုအသုံးချပြီးမကြသေးမီနှစ်တွေမှာအတွင်းဆိုရင်တော့ဥရောပနဲ့ American ဈေးကွက်တွေမှာလျင်မြန်စွာထိုးတက်လာခဲ့ရလဲဖြစ်ပါတယ်။ April အစောပိုင်းမှာ American Thamra Trend ကတရုတ်နိုင်ငံကတင်သွင်းတဲ့ဒေါ်လာ800အောက်တန်ဖိုးရှိတဲ့အသေးစား package တွေအပေါ်အခွန်ချမှတ်မဲ့အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပြီးတော့အခွန်နှုန်းကို 30ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ပါတယ်။ဒီအစီအမံကမေလာနေ့ရက်နေ့မှာစတင်အာဏာတည်ခဲ့ပြီးတော့ဟောင်ကောင်လည်းတက်ရောက်မှုရှိခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာအတိုင်းပင်ခံကုမ္ပဏီ LS Partners ကပြင်သစ်နေစဉ်သတင်းစာ Lee Frigaro ကိုဖော်ပြချက်အရရပ်ပိုင်းအတွင်းမှာ American ကုမ္ပဏီတွေကတရုတ်ပေးသွင်းသူတွေစီကအယောင်းဝယ် order ရဲ့ထက်ဝက်နီးပါးကိုပယ်ဖျက်ခဲ့လို့ဆိုပါတယ်ဒီကုမ္ပဏီကဒီပေးသွင်းသူတွေဟာရေအိုအကျိုးအမြတ်ကိုအာယုံစိုက်ထားပြီးတော့ငွေသားစီးဆင်းမှုကိုလိုအပ်နေတာကြောင့်၎င်းတို့ရဲ့တူလောင်ကုမ္ပဏီကိုဥရောပတလွှားမှာရှိတဲ့ online platform မျိုးမျိုးမှာရောင်းချဖို့နေလနဲ့ရှာဖွေနေရလို့ရှင်းပြခဲ့ပ ါတယ်။ရေတိုအကျုံးမြတ်ကိုပဲအာယုံစိုက်ထားတာဖြစ်ပါတယ်။ဥရောပတလောမှာတရုတ်နိုင်ငံရဲ့ဈေးနှုန်းသက်သာတဲ့ကုန်စည်တွေဟာအသေးစား package တွေကနေတဆင့်ဥရောပဈေးကွက်ထဲကိုစီးဝင်လာမှာကိုစိုးရိမ်မှုတွေထိုးပွားလာနေပါတယ်။ပြင်သစ် Alliance Commercial ရဲ့ CEO ကပြင်သစ်မီဒီယာကိုတရုတ်နိုင်ငံနေနဲ့၎င်းရဲ့ထိုးတက်မှုအရှိန်ကို ထိန်းသိမ်းဖို့ ပို့ကုန်တွေလိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။အကယ်လို့တရုတ်နိုင်ငံနေနဲ့ American ပြည်အောင်စုကိုရောင်းချနိုင်ခြင်းမရှိရင်အော်ရပါဈေးကွက်အပေါ်ဖိအားဖြစ်ပေါ်လာမှာဖြစ်ပြီးပြင်သစ်စီးပွားရေးလုပ်ငန်းတွေကိုဆွံ့လွန်ရမှာပါ။ထီမိုရဲ့နှီးစက်တဲ့သတင်းရှင်းမြစ်တစ်ခုကထုတ်ဖော်ပြောကြားခဲ့ရဒီကုမ္ပဏီက American ဈေးကွက်အပေါ်မိခုံမှုကို short ချပြီးတော့ဥရောပ Latin America နဲ့အရှိတောင်အာရှလိုပေါ်ထွက်လာတဲ့ဈေးကွက်တွေမှာချဲ့ချွင်ဖို့ဥတီချက်ပြောင်းလဲဖို့အစီအစဉ်ရလို့ဆိုပါတယ်။ ဗြိတိရှားလျှက်စစ်ပစ္စည်းလက်လီရောင်းချသူ Caris ရဲ့ CEO LS Blackdog က Financial Times နဲ့ interview တစ်ခုမှာပြောကြားရမှာအစောပိုင်းလက္ခဏာတွေအရတရုတ်နဲ့ဆက်စပ်တဲ့ထုတ်ကုန်သူလုံမှုတွေကိုဥရောပစည်းကွက်ထဲဖောက်ထွင်းရောင်းချနေရလို့ဆိုပါတယ်ဒီထုတ်ကုန်တွေကိုရောင်းချတဲ့ platform တွေထဲမှာ Shein, Temu, Alibaba, TikTok ဆိုင်တွေပါဝင်နိုင်ပြီးတော့ Amazon ကလည်းအဓိကအခန်းကဏ္ဍကနေပြီးတော့ပါဝင်နေတာဖြစ်ပါတယ် ဒီလိုဇိမ်းအောင်သက်သာတဲ့တရုတ်ကုန်စီတွေအသေးစား package တွေကတဆင့်စီးဝင်လာမှုဟာ လုံခြုံရေးညှာတာရဲ့ပြိုင်ဆိုင်မှုနဲ့ဗန်နာဟီတည်ငြိမ်မှုကိုချိန်ချောင်းနေတာကြောင့်ဥရောပကော်မရှင်ကမကြသေးမီအကြီးက e-commerce platform တွေကရောင်းချတဲ့ EU ထဲကိုဝင်ရောက်လာတဲ့ package တွေအပေါ်ကင်တွယ်စရိတ်တစ်ခုချမှတ်ဖို့အစီအစဉ်တွေကျင်းညာခဲ့ပါတယ်။ဒါဟာတရားမဝင်ထုတ်ကုန်တွေကိုစန့်ကျင်တဲ့ပုံမတင်ချက်တဲ့အကောက်ခွန်စည်းမျဉ်းတွေကိုရန်ပုံငွေထောက်ပံ့ဖို့ရည်ရွယ်ပါတယ်။ဧပြီလ29ရက်နေ့မှာပြင်သစ်အစိုးရကလည်း ဥရောပအဆင့်မှာတရုတ်ပို့ကုန်တင်ပို့သူတွေနဲ့ e-commerce platform တွေထံကနေ package တစ်ခုချင်းစီအပေါ်စီမံခန့်ခွဲမှုစည်းတစ်ခုချမှတ်ဖို့အဆိုပြုမယ်လို့ကြေညာခဲ့ပါတယ်။အထူးသဖြင့် Shane Timmo နဲ့ Alibaba တို့အပေါ်မှာဖြစ်ပါတယ်။ပြင်သစ်ဟာ EU ကို2028ခုနှစ်မှာအသေးစား package တွေအတွက် အခွန်ကင်းလွတ်မှုမူဝါဒကို ဖြတ်သိမ်းဖို့လဲတွန်းအားပေးနေပါတယ်။ပြင်သစ်ဖန်တိုင်းဝင်ကြီး Eris Lombard က နှစ်စဉ်အသေးစားကုန်စည်ပေါင်း800သန်းကျော်ကပြည်ထောင်နိုင်ငံထဲကိုဝင်ရောက်လာတယ်လို့မိမောင်းထုတ်ပြခဲ့ပါတယ်။သူကဒီတရုတ်စာပို package တွေကပြည်သက်စီးပွားရေးလုပ်ငန်းတွေနဲ့ရှင်ပြိုင်ရုံတင်မှာကပဲဥရောပစံနှုန်းတွေနဲ့မကိုက်ညီတဲ့အထောက်အကူတချို့နဲ့ဂေဟဗီရဆိုင်ရာရှုပ်ထွေးမှုတွေကိုပါဖြစ်ပေါ်စေရလို့ရှင်းပြခဲ့ပါတယ်။လွန်ပါကဒီအချိန်ဟာပြည်သက်ပြည်သူတွေအတွက်အန်ဒီရဖြစ်စေနိုင်တယ်လို့ထက်လောင်းအလီဘေးပြောကြားခဲ့ပြီးတော့ဒီထုတ်ကုန်တွေကတခါတရံ အန်ဒီရဲ့ရှိနိုင်တယ်လို့ဆိုပါတယ်။သူကအတူယောင်ကုံစီတွေရဲ့ပြန့်နေတဲ့ပြဿနာဟာအမတ်တစိတ်တွေကိုအန်ဒီရဲ့ဖြစ်စေပြီးတော့အများပြည်သူဗန္နာရေးကိုချိန်ချောက်နေတယ်လို့ထောက်ပြခဲ့ပါတယ်။၂၀၁၀ခုနှစ်ကလေးကဥရောပနဲ့ထိရောက်နိုင်ငံတို့ကအကောက်ခွန်လဲပတ်မှုဆိုတဲ့နာမည်အောက်မှာယူရို150အောက်တန်ဖိုးရှိအသေးစား package တွေကိုအခွန်ကင်းလွှင့်ပေးတဲ့သဘောတူညီချက်တစ်ခုရှိခဲ့ပါတယ်။ ဒီအစီအမံကမကြာသေးမီနှစ်တည်းအတွင်းဒီယိုပက်ကေ့ချ်တွေဥရောပတွင်အများအပြားစီးဝင်လာမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဥရောပကော်မရှင်ကမကြာသေးမီကထောက်ပြချက်အရ2024ခုနှစ်မှာဥရောပဈေးကွက်ထဲဝင်ရောက်လာတဲ့အသေးစားပက်ကေ့ချ်ပေါင်း4.6ဘီလီယံကျော်ရှိခဲ့ပြီးတော့၎င်းတို့ရဲ့97ရာခိုင်နှုန်းကဒီယိုနိုင်ငံအဖြစ်ပြီးတော့ဒါဟာတစ်စက္ကန့်ကိုပက်ကေ့ချ်145ကျော်နဲ့ညီမျှပြီးတော့အားလုံးဟာအခွန်ကင်းလွန်ခွင့်ရနေအကျိုးအမြတ်ရရှိနေပါတယ်။ ီလိုဥရောပတွေဝင်ရောက်လာတဲ့တရုတ် package အရေးအတွက်ရဲ့ထိုးတက်မှုဟာအံအားသင့်ပွဲဖြစ်ပြီးတော့2024ခုနှစ်ရဲ့အရေးအတွက်ဟာ2023ခုနှစ်ထက်နှစ်ဆဖြစ်မယ်လို့မျှော်လင့်ရပြီးတော့2022ခုနှစ်ထက်၄ဆဖြစ်မှာပါ။ဥရောပကော်မရှင်က2024ခုနှစ်ဖေဖော်ဝါရီလမှာဒီအခွန်ကင်းလွတ်ခွင့်ကိုဖယ်ရှားဖို့တောင်းဆိုခဲ့ပြီးတော့ထုတ်ကုန်များစွာက ဥရောပစံနှုန်းတွေနဲ့မကိုက်ညီပဲအန်ဒီရဲ့ရှိပြီးတော့၎င်းတို့ရဲ့ကာဗွန်ခြေရာကြောင့်တဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေတယ်လို့ဖော်ပြခဲ့ပါတယ်။ဧပြီလ16ရက်နေ့မှာဥရောပကော်မရှင်က EU Rapid Alert System for Dangerous Non-Food Products ရဲ့နှစ်စဉ်အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီးတော့2024ခုနှစ်မှာသတင်းပို့ခံရတဲ့အန်ဒီရဲ့ရှိထုတ်ကုန်တွေကိုဖော်ပြထားပါတယ်။ဒီအစီရင်ခံစာမှာသတိပေးချက် 4138ခုရှိခဲ့ပြီးတော့ဒါဟာ2003ခုနှစ်မှာစတင်ခဲ့တဲ့ဒီစနစ်ရဲ့သမိုင်းတစ်လျှောက်အများဆုံးဖြစ်ပါတယ်။အစီရင်ခံစာအရထုတ်ကုန်ရဲ့40ရာခိုင်နှုန်းခန့်ဟာကျူးနိုင်ငံကတင်သွင်းလာတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ကော်မရှင်ကအလားကုန်ပစ္စည်းတွေဟာ NDA ရှိထုတ်ကုန်တွေရဲ့36ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးထားပြီးတော့ဂျမားရီ NDA အတွက်အဖြစ်များဆုံးသတင်းပို့ခံရတဲ့အမျိုးအစားဖြစ်တယ်လို့ဆိုပါရယ်။ဒါ့အပြင်နောက်မှာကစားစရာပစ္စည်းတွေ လျှက်စစ်ပစ္စည်းတွေမော်တော်ယာဉ်တွေနဲ့ဂျာရုထုတ်ကုန်တွေလိုက်နေပါတယ်။အဖြစ်များတဲ့အန်ဒီရဲ့အချက်တွေကတော့အလောက်ကုန်ပစ္စည်းတွေထဲမှာအန်ဒီရဲ့ရှိတဲ့ဂျာရုပစ္စည်းတွေဖြစ်ပြီးတော့သတင်းအဖို့ခံရတဲ့ထုတ်ကုန်တွေရဲ့69%ရာခိုင်နှုန်းမှာ EU မှာပိတ်ပင်ထားတဲ့ဂျာရုရန်နံတက် PMHC ပါဝင်နေပါတယ်။ဒီတက်ပစ္စည်းကမျိုးပေါမှုစနစ်ကိုထိခိုက်စေနိုင်ပြီးတော့အရေးပြားညာရမှုကိုဖြစ်ပေါ်စေတဲ့အစိတ်အသက်တက်ပစ္စည်းဖြစ်ပြီးတော့ EU မှာပိတ်ပင်ထားပါတယ်။ UK မှာလက်လီရောင်းချသူတချို့ကလည်းအစိုးရအနေနဲ့အသေးစား package တွေအတွက်အနေဆုံးအခွန်ကင်းလုပ်ခွင့်ကိုပယ်ဖြတ်ဖို့တောင်းဆိုထားပါတယ်။တရင်းနေရဒီအခွန်ကင်းလုပ်ခွင့်ဟာနိုင်ငံတကာလက်လီရောင်းချသူတွေကို UK ထဲကို ပေါင်135အောက်တန်ဖိုးရှိတဲ့အသေးစား package တွေကို တင်သွင်းအခွင့်မပေးရဘဲပို့ဆောင်ခွင့်ပြုထားပြီးတော့၎င်းတို့ကိုမမျှကြတဲ့ပြိုင်ဆိုင်မှုအားသာချက်ပေးထားတယ်လို့ဆိုပါတယ်။စန့်ကျင်ဘက်အနေနဲ့ကုန်စည်အများအပြားကိုတင်သွင်းတဲ့တခြားကုမ္ပဏီတွေက UK အတွင်းဖြန့်ဖြူးခင်မှာအခွင့်အရေးပေးဆောင်ရပါတယ်။ British လက်လီရောင်းချသူတွေအဖွဲ့အစည်း British Retail Constellation ရဲ့ CEO Helen Dyson က American အခွင့်အမူဝါဒတွေရဲ့လွှမ်းမိုးမှုကြောင့်အရေးသွေးနှိမ့်တဲ့ ြောရမယ်ဆိုရင်တော့ထုတ်ကုန်တချို့ပေါ့နော်အရေးသွေးနေတဲ့ထုတ်ကုန်တချို့ကအမေရိကန်ကနေဥရောပစီကိုလမ်းကြောင်းပြောင်းလာနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါကလက်လီရောင်းချသူတွေအတွက်သိတာထင်ရှားတဲ့အစိုးရမှုတွေဖြစ်ပေါ်စေတယ်လို့သူမထပ်လောင်းပြောကြားခဲ့ပါတယ်။လက်ရှိနိုင်ငံရေးတင်းမာမှုတွေကိုထည့်သွင်းစဉ်းစားရင်အစိုးရအနေနဲ့ UK လက်လီရောင်းချသူတွေနဲ့၎င်းတို့ရဲ့ဖောက်သည်တွေရဲ့အကောင်းဆုံးအကျိုးစီးပွားကိုတည်ကြစေဖို့အနိုင်ဆုံးအခွန်ကင်းလုပ်ခွင့်စည်းမျဉ်းကိုပြန်လည်စဉ်းစားတဲ့နယ်လို့ Dyson ကအကြံပြုခဲ့ပါတယ်။ ဥရောပမှာအခွန်မူဝါဒသစ်တွေပေါ်ပေါက်လာနိုင်တဲ့ဖြစ်နိုင်ခြင်းနဲ့ရှင်ဆိုင်နေရတဲ့အချိန်မှာတရုတ် e-commerce platform တချို့ကတခြားနည်းပြဟာတွေကိုရှာဖွေနေကြပါပြီ။ Amazon မှာရောင်းချတဲ့ထုတ်ကုန်မျိုးစားတွေရလည်းတရုတ်ကုန်တွေစီရပဲဖြစ်ပြီးတော့ Amazon ကဥရောပမှာတင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ကန့်သက်ခံထားရတာကြောင့်အခွန်ပေးဆို့မှုတွေကနေလွတ်မြောက်ဖို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ဒီလိုအစစ်နိုင်ကုန်တွေကဒီလိုနည်းပြဟာတွေနဲ့အောင်မြင်မှုမဖြစ်နိုင်ပေမဲ့တရုတ်အစိုးရအနေနဲ့ ငွေလဲနှုန်းကိုထိန်းချုပ်လဲကွက်သုံးနိုင်ပြီးတော့ဒါဟာအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်ဒီနေ့ဖေဖော်ဝါရီလမှာသမရထရန်ကတရုတ်နိုင်ငံအပေါ်ထက်လောင်းအခွန်တွေချမှတ်ခဲ့ပြီးတော့ရေဟာတရုတ်ရွန်ကတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်ဧပြီလ22ရက်နေ့နိုင်ငံသားသုံးငွေကြေးလဲလှယ်မှုမှာယူရိုတယူရိုကရွန်8.4တန်ဖိုးရှိခဲ့ပြီးတော့ဒါဟာ2014ခုနှစ်ကတည်းကအနှိမ်ဆုံးငွေလဲနှုန်းဖြစ်ပါတယ် ယူရိုနဲ့ရှင်ရင်ရွှေရဲ့တန်ဖိုးကျဆင်းမှုဟာ10နှစ်အတွင်းအနိုင်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီးတော့ဒါဟာ EU မှာဈေးနှုန်းသက်သာတဲ့တရုတ်ကုန်စည်တွေရုတ်တရက်မြင့်တက်လာနိုင်မှုနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေတိုးပွားလာစေခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဗဟိုဘဏ်ဖြစ်တဲ့တရုတ်ပြည်သူ့ဘဏ် People's Bank of China ကရွှေအတွက်မနက်တိုင်းရင်းညုံငွေလဲနှုန်းကို ထုတ်ပြန်ပါတယ်။တရဝင်းငွေလဲနှုန်းက American Dollar နဲ့အတက်အကျတွေကိုအစဉ်လာအားဖြင့်လိုက်နာလေးရှိပေမဲ့ ဗဟိုဘဏ်ကဈေးကွက်အတက်အကျကိုပြီးခဲ့တဲ့ဆောင်းကလေးက200ခန်းလုံးအတွင်းသာခွင့်ပြုထားပါတယ်။ဒါကြောင့်ရွှေကအမေရိကန်ဒေါ်လာ1ဒေါ်လာကို9.8ကနေ9.2ယွမ်အတွင်းကျင်းမြောင်းလာတဲ့အပိုင်းခြားထဲမှာရှိနေခဲ့ပါတယ်။ နေခိုင်းအေရှားရဲ့အစီရင်ခံစာအရ2014ခုနှစ်နှောင်းပိုင်းကနေ2025ခုနှစ်ဧပြီလအထိရွှေက400ခိုင်နှုန်းတန်ဖိုးကျဆင်းခဲ့ပါတယ်။ဒေါ်နိုင်ရှင်ကြည့်ရင်အမေရိကန်ဒေါ်လာက900ခိုင်နှုန်းတန်ဖိုးကျဆင်းခဲ့ပြီးတော့ယူရိုကတော့300ခိုင်နှုန်းတန်ဖိုးတက်ခဲ့ပါတယ်။ဒီယူရိုနဲ့ရှင်ရင်ရွှေရဲ့တန်ဖိုးကျဆင်းမှုကတရုတ်ရဲ့ဥရောပစီပို့ကုန်တွေကိုပိုမိုရှင်ပြိုင်နိုင်စွမ်းရှိစေမှာဖြစ်ပြီးတော့ဥရောပရဲ့တရုတ်စီပို့ကုန်တွေကိုအားနည်းစေမှာလည်းဖြစ်ပါတယ်။ စမြထုံမိုမစ်ဆူရီဘန်ကင်းကော်ပိုရေးရှင်းရဲ့နိုင်ငံသားသုံးဝေကြီးဖြူဟာချုပ် Horofumi Suzuki အနီကီကိုဖျောချရမှာတရုတ်ပြည်သူဘဏ်ကရွှေရဲ့တံမိုးချဆင်းမှုကို ခွင့်ပြုခဲ့တာကမြန်မာ့ပို့ကုန်ခွန်ရဲ့တက်ရောက်မှုကိုလျော့ပါတက်တာစေဖို့ဖြစ်တယ်လို့ဆိုပါတယ်အော်ရပါစီးပွားရေးလုပ်ငန်းတွေဟာတရုတ်ရဲ့ဈေးသက်သာတဲ့ထုတ်ကုန်တွေကြောင့် PR တွေခံစားနေရပြီဖြစ်ပါတယ်။ TNW EU data အရ ဖေဖော်ဝါရီလမှာတရုတ်စီပို့ကုန်တွေဟာ2018ခုနှစ်ကိုဗစ်မဖြစ်ခင်အစ်စ်နေနဲ့နိုင်ရှင်မယ်ဆိုရင်တော့30ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီးတော့တရုတ်ကနေတင်သွင်းမှုတွေကတော့20ရာခိုင်နှုန်းကျော်တိုးတက်ခဲ့ပါတယ်။ဒါပေမဲ့ရွှန်းကယူရိုနဲ့ရှင်ရင်ဆက်လက်တန်ဖိုးကျဆင်းနေမယ်ဆိုရင်တရုတ်နဲ့ဥရောပအကြားတင်မမှုတွေထက်မှန်ပြင်းထန်လာနိုင်ပါတယ်။ NLI Research Institute ရဲ့အကြီးအကဲစီးပွားရေးပညာရှင် Takeshi Takarama က ရွှေငှက်တံပိုးချစင်မှုဟာတရုတ်ပို့ကုန်တွေရဲ့ရှင်ပြိုင်နိုင်စွမ်းကိုပုံမှန်မြင့်တင်ပြီးမှဖြစ်ပြီးတော့တရုတ်ထုတ်ကုန်တွေဟာဆက်ရန်တရားဓာတ်ရုပ်ပစ္စည်းတွေနဲ့မော်တော်ကားတွေလိုဥရောပရဲ့အရေးပါတဲ့စက်မှုလုပ်ငန်းတွေအပေါ်တက်ရောက်မှုရှိနိုင်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ဒါအပြင် American တရုတ်ကုန်သွယ်ရေးစစ်ပွဲရဲ့နောက်ခံမှာတရုတ်နိုင်ငံက American ကိုတံပြန်ဖို့ဥရောပကို၎င်းရဲ့လွယ်မှုမှုအောက်ထဲဆွဲသွင်းဖို့တက်ကြွစွာကြိုးပမ်းနေပါတယ်။ဧပြီလ30ရက်နေ့မှာတရုတ်နိုင်ငံက ဥရောပပါလီမန်အမတ်9ဦးအပေါ် Facebook တန်ခတ်မှုတွေကိုရုပ်သိမ်းခဲ့ပေမဲ့ဥရောပကော်မရှင်ကဒီလှုံ့ရှားမှုကိုလစ်လျူရှုထားခဲ့ရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။